နင်းထားတယ်။ဟိုလက်ခုโอ้โอ้ซุยยานะโอ้ดูไตเช่1 2วินเฮ้แกอาละวะมิงกลาบะเปียนดิกนี่มาတော့ออโตบาล18เนี่ยนี่ปีเคเนี่ยอัปเปดเลดิงกะมาขောင်းบวยอนีเนี่ยရှင်เปียงทูตะตวาเคจ่าเดตาทูเมียงเนี่ยไทกะวันยไฟเตอร์จีตออูဖြစ်တဲ့ထိန်းนูนูရဲ့ ပွေးစဉ်ကျင်းတပွဲလေးကိုပရိသတ်တွေနဲ့အတူအစားဆုံးလိလာကြည့်ရှုတုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ပရိသတ်တွေအလုံးတိကျတဲ့အတိုင်းပဲပွေးချူတုံ့နဲ့ချက်မှာဆိုရင်တော့ဒါထူးမြအောင်နေနဲ့သူ့ရဲ့ဒီခက်ခဲကျဉ်တန်းတဲ့ Wi-Fi Fighter ကြီးတူဖြစ်တဲ့ထိန်းတော်ကနိုင်ရရှိဖို့ဆိုရင်ဒါ Blue Game လည်းမျိုးနဲ့ချင်းကသွားတင်တယ်လေဆိုတဲ့အကြောင်းညာကိုဒါသေးသေးပြောပြခဲ့တယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်မှာဒါသူအနေနဲ့ရောသူ့ရဲ့ဒါဂိမ်းပလန်အနေနဲ့ဒါဘလို့ပုံစံမျိုးနဲ့ဒါထိုင်းဝိုင်းဖိုက်တာကိုချင်းကက်တွန်းတလေးဆိုတော့ကျွန်တော်ကြည့်တော့မှဖြစ်တယ်ပေါ့နော် အဲ့တော့ပရိသတ်တွေတော်များများကတော့ဒါထုံမင်းအောင်ကဒီ Time Wine Fighter နဲ့ပွင့်ပါဒါအကောင်းဆုံးအစွမ်းအစွမ်းကုန်ဒါကျူစာပြခဲ့တယ်ဒါအခုဖြစ်သူထုံထုံမင်းကိုယ်တိုင်ကလည်းဒါထုံမင်းအောင်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဒါအားရကြည်နဲ့မှုရှိတယ်ဆိုပြီးမှပြောဆိုသွားခဲ့တယ်ပါနော်ဒါတချို့တော့ကျွန်တော်ပရိသတ်တော်များများကလည်းဒါစွမ်းဆောင်ရည်ကိုဒါသဘောကျတယ်ပါနော်အဲ့တော့ဒုဗိမဲ့လေဒါကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုတော့ဒီစွမ်းဆောင်ပြသွားတဲ့ပွဲတွင်းစွမ်းဆောင်မျိုးတော့သဘောကျပြီမြင်ဒီပွဲချင်းကပုံမှာတော့ကျွန်တော်ရဲ့ဒီတီချာ ကျွန်တော်အမြင်လေးတွေရှိတယ်ပေါ့နော်ဒီကနေ့ပတ်သက်ပြီးအာကျွန်တော်ရှိကရောကျွန်တော်ပွဲကြုံတုံးတဲ့ချိန်မှာပြောဆိုခဲ့တဲ့အရာလေးတွေပေါ့နော်ဒါအထူးသဖြင့်ဒီပွဲချင်းကမဲ့ဒါအနေထားမျိုးနဲ့အခုလက်ရှိထိုးတွားခဲ့တဲ့အနေထားကိုကျွန်တော်နိုင်ရှင်ပြီးတော့မှတုံ့တက်တင်ဆက်ပြီးတော့မှဖြစ်ပါလိမ့်မယ်တပောင်းမီအဖြူအောင်နဲ့အပြာတောင်းကဖိုက်တာတော့ဒါမြန်မာဖိုက်တာထူးမင်းအောင်ဖြစ်တယ်ပေါ့နော်ဒါအနီတောင်းကတော့ဒါပလေးတွေအလုံးတိကျတယ်ကျွန်တော်ထိုင်းဖိုက်ကဒါချန်ပီယံဖြစ်ခဲ့ဘူးတဲ့ထိန်းနူးဆိုတဲ့ဖိုက်တာပေါ့နော် အတက်ကတော့30နဲ့3နဲ့အရက်ကတော့9ပင်နဲ့တစ်စင်း1မှာကတော့၄ပွဲထုတ်တထားပြီးတော့မှဒါ၂ပွဲနိုင်တပွဲရှုံးတပွဲပွဲပြက်ရလက်ကိုပိုင်ဆိုင်ထားပါတယ်အထုံးမင်းအောင်ကတော့ဒါပရိသတ်တွေအားလုံးတိကျတယ်ဗောနော်ဒီပွဲစဉ်အပါဆိုရင်တော့1မှာ9ပွဲအထိတောင်ရှင်ပင်ထုတ်တထားပြီးတော့မှ3ပွဲရှုံး2ပွဲနိုင်ရလက်ကိုပိုင်ဆိုင်ထားပါတယ်โอเคပထမချီစတင်တော့မှာဖြစ်ပါတယ်ကျွန်တော်ပွင့်တွင်းအခြေအနေကိုအဓိကသုံးသပ်ကြလိုက်အောင်ပါရက်မောင်းတဲ့အခြေအနေလက်တံကျွန်တော်မြန်မာဖိုက်တာတားတယ်ဗောနော် ဝင်းကျူမှာကျွန်တော်ပြောဆိုခဲ့တဲ့အရာကဒီပရမချီမှာဖြီလို့မရလေဘူးဒါကျွန်တော်ပေါဝါကိုချွေးချင်ထားရမယ်ပေါ့နော်တစ်ချက်ကောင်းပေါဝါအသုံးချမယ်ပြောထားတယ်အဲ့လိုသူမေအောင်တော့ဘယ်လိုမျိုးချင်းကတော့တယ်ပေါ့နော်ကျွန်တော်ကြည့်အောင်စာပိုင်းတော့ကင်းစမ်းတဲ့အနေထားတစ်ခုပေါ့နော်လုတ်ကထိုင်ဝိုင်းဖိုက်တာလေးချက်လောက်ပဲကစားနေတယ် ။နေအောင်စလုံးကမားလို့မရအောင်ပြ။ဘာကြောင့်လဲဆိုတော့ပါဝါကြီးကြတဲ့ဖိုင်တာလေးဖြစ်တယ်။1 2 win ထားတယ်။ဘောလီကစ်ကောင်းနေပြအပြန်လန်ထိချက်ကူစီတွေနဲ့ဘောလီလူကစ်အနိုင်ကန်ချင်မဖိုင်တာနှစ်ဦးစလုံးကောင်းနေပါတော့။တို့မဲ့ဒီပွဲစဉ်မှာအိုးအိုးဖိထားတဲ့ time fighter လေးနဲ့ဒီပွဲစဉ်မှာသုံးမရအောင်လူကစ်တိတ်မကန်နေဘူးသူ defend ပုံစံမျိုးကစားတယ်။ လက်ခုတွေဆက်တိုက်ဝင်ထားတယ်ဖိအပိထားပြီလက်ခု right ခုတွေကဲလောလုံးမရလေးပြပထမချီပဲရှိသေးတယ်ဘုံမြောင်ဟိုတူရောထပ်သွားနေပြန်ဟိုထပ်ပြီးဖိထားတယ်1 2တွေဆက်တိုက်တွဲလုံးဝင်ထားတယ်ဂျီအောင်လုံးဝဖိထားတယ်ပထမချီပဲရှိသေးတယ်တော်တော်လေးကိုဖိနေပြဘုံမြောင်နေနဲ့ တပတ်ကလည်းမာတယ်လို့ပြောမယ်ဗျ။အနိကဒီဒရောင်ရိုက်ချက်ထိခံရနေတူတယ်ဗျ။နှခုတော့ကိုယ်တော်နေဒါမိမိရဲ့မထီလို့နေပဲဗျဒီကျွန်တော်တို့ထိုင်းဝါရင်ဖိုက်တာအဲ့လောက်ကြီးမာတဲ့ထိုင်းနဲ့မပအောင်ဘောနော် ုံစံအရတော့ကျွန်တော်ထီတော့ထီလိုက်တယ်လို့ပဲကြာတော့လာမျိုးတော့မတွေ့ဘူးဘောရကေအိုးအိုးချုံဒူတိုက်ချက်ခနစ်စနီထားမှာတစ်ချက်ထိခံလိုက်ရတယ် င်းပုတ်ဖြစ်တော်လားဗျလူမျက်လုံးနည်းနည်းလေးထိသွားနေသူလေဗျဘောဒီကကောင်းတဲ့လက်ခုအိုးဒီဘက်ကသူမင်းအောင်လည်းပြန်ပြီးဖိထားတယ်ကောင်းလာလို့ပြန်ထိုးထားတယ်ရိုက်ခုတွေလက်ခုတွေဝင်ထားတယ်ဒီနည်းနည်းလေးကျွန်တော်တို့စိတ်လောကုန်ရတယ်ဗျဒါဒီပထမချီမှာတိချက်မြန်မြန်ရတင်တဲ့အနေအထားမျိုးပေါ့နော်ရတော့ရခဲ့တယ်ဒါပေမဲ့ ဒီကျွန်တော်အချက်တိုင်းနှီးပါလောက်ကျွန်ရတဲ့အနေထားမျိုးမတွေ့လဲရအောင်ပေါ့နော်။ဆယ်ချက်မှခုနှစ်ချက်လောက်မှန်တယ်လို့ပြောလို့ရမှာဗျ။ဒါပေမဲ့အလီလွင့်လေတော့ရှိခဲ့တယ်။အိုးကောင်းနေပေါ်ဒီကဲ။ထိုင်းဝိုင်းဖိုင်တာတိတ်ပြီးအနေထားအမားတော့မခံဘူးသူအနေနဲ့ဒီအဓိကတော့ချွေးချံပြီးကစားတဲ့ပုံစံမျိုးတွေ့ရတယ်နော်။အရင်ကြီးတိဖြီးတာမျိုးမတွေ့ဘူးတစ်ခါက ထုံမင်းအောင်ကတော့ပမာချီမှာတော်တော်လေးကိုဖိလိုက်ရတဲ့အနေအထားမျိုးတစ်ခုတွေ့ရတယ်ဗျ။ဝဲကြုံမှုတော့မှာတော့ကျွန်တော်အနေနဲ့ဖြစ်စီချင်တာကတော့ထုံးမအောင်ကိုပထမချီနဲ့ဒုတိယချီတဝက်လောက်နင်းပါထီကိုပေါ့နော်ကောင်တာလေးပဲကစားစီချင်တယ်ကိုယ့်ရဲ့အာသာချက်ဖြစ်တဲ့ဒီ wish အာသာချက်ပေါ့ ဒီအနိုင်ကန်ချက်လေးကံမယ်ပြီးရင်ဂျက်ထောက်ချက်ကစားမယ်ဖူဝလီကစားမယ်ဆိုတော့ကျွန်တော်ရဲ့အထင်ပေါ့နော်သူတယောက်တည်းအမြင်ရဆိုရင်သူကအမတ်ရရင်မစနစ်မှာဒီဖူဝကောင်းကောင်းနဲ့ကိုယ့်ရဲ့အာသာချက်ကိုတုံးချိုင်ကစားမယ်ဆိုရင်ဒါလုံးဝမဖြစ်ထိုးတဲ့တင်းနေအောင်ပေါ့နော်ဒါလိုမျိုးဆိုရင်သူကဒါအာသာချက်ရှိနိုင်မှာပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်လုံးဝကူတာဒီအပြက်ကျုံတင်နေများအခွင့်ရရှာပြီးလို့မဟုတ်ပါဘူးနော်ခွင့်ရမရလဲမရမကောက်ကိုကျွန်တော် ်ဒီဖြစ်ပြီးတော့ထိုးရမယ့်အနေအထားမျိုးရောက်လာပြီပေါ့နော်အခုကတော့နည်းနည်းလေးကျွန်တော်ထင်စောတယ်လို့မြင်နေဗျအဲ့တော့ plate တူရောဘလူးသဘောရလို့ဗျနေ1 2ဘောရီကေအိုးလောက်ခုထိခံထားရတယ်ထိုင်းဖိုင်တာတော့မိမိရဲ့ရကိုကျွန်တော်ဒီကောင်တာထိုးတော့မြေတွေးရတယ်ဗျထိုင်းဖိုင်တာကတော့တိုက်စစ်အဓိကဦးတီဗီကစားတယ်ဒုမင်းအောင်နေနဲ့ နင်းထားတယ်။ဟိုလက်ခုကောင်းတယ်တွဲလုံးတွေဝင်ထားတယ်ဗျ။โอ้โอ้ซุยอะเนโอ้ดูไตเช1 2วินท่าเลยဖြောင်းနဲ့တီးတွေအပြန်လန်ကျွန်တော်ကြွေးထားတယ်ဗျာတပီဖြီးတယ်ထုံမြောင်နေနဲ့လက်ခုမှာကျွန်တော်နည်းနည်းလေးချော်သွားတာဗျာတကယ်လို့အဲ့အနီးကမှာလက်ခု ठी ခဲ့ပြီဆိုတော့ထိုင်းမဲ့တန်နေကြားလောက်တယ်ဗောနော် ။ဒါ teacher ကောင်းကောင်းမရခဲ့ဘူးပဲဆိုရမယ်ဗျ။နေနေလေးဒီဝက်ဖြတ်ဖို့အတွက်နေနေလေးပြာတယ်လောတယ်လို့တော့ကျွန်တော်မြင်နေပြဒုမယောင်နေ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 ဒီစိတ်တည်ငြိမ်မှုအပိုင်းမှာကျွန်တော်ပြန်ပြီးတော့မှအကောင်းဆုံးထိန်းချုပ်နိုင်ဖို့လိုအပ်တယ်လက်ခုတွေစတိုက်ဖိအားကျွေးထားတယ်တဖက်က ိုင်းဝိုင်းဖိုင်တာလင်ကျွန်တော်အနီးကမှာတရောင်လေးရိုက်လွတ်လိုက်တာတော်တော်လေးကောင်းနေဗျာဘုံမီအောင်မာကုံရှိလို့ဗျာဒီနေရာမှာကျွန်တော်တခြားတော့ဒီမာကုံမရှိတဲ့ဖိုင်တာကိုကြံ့နေလောက်ပြီဗျာဒီတရောင်ရဲ့ချက်မှာကျို damage ပူထိတာတော့ကျွန်မြန်မာဖိုင်တာပူထိတယ်ဗျာအနေထားအနီးက က်ပြီးဆိုတော့နေ့ဒီတောင်နဲ့ရိုက်လွတ်လိုက်တယ်ပေါ့နော်အဓိကတော့ကျွန်တော်ရဲ့မြားသားအထွေကျုံကစကားပြောတော့နေဗျဒီတောင်မျိုးရိုက်ထားတယ်သူမြန်မာဖိုင်တာသုံးမြောက်အသက်လင်းနေတယ်ပေါ့နော်ဝါလဲနှုတော့တွေ့နေတယ်ပွေးကိုနည်းနည်းလေးဖြတ်ချင်စောပုံရတယ်ဗျနေလီလောတယ်တစ်ခါကဖိုက်တာတော့ဒါအမားကိုချောင်းပြီးတော့မှကျွန်တော်မိမိရဲ့ရောက်ကိုတရုံလေးရိုက်ပြီးတော့ ဒါပွဲကိုအကောင်းဆုံးချင်းကပ်သွားလာမျိုးတွေ့ရတယ်ဗောနော်အမှန်တိုင်းပြောရရင်ဒီဆန်းဆောင်ရေရကောင်းကောင်းလေးကျွန်တော်ပွဲချင်းကပ်နိုင်မယ်ဆိုရင်ဒါထူးမြတ်အောင်နေနေတာတာနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဘောလုံးကဖိုင်1 2ဝင်တယ်အဲ့လိုဝင်တဲ့အလုံးတွေကနည်းနည်းအလီဝင်တော်တော်လေးများတယ်ဗောနော်။အိုးဒူးတွေဆက်တိုက်တိုက်ခံနိုင်ရတယ်။ ပိုရှင်နိုင်ထားတဲ့အမေရယူမူစနီကိုဥတီပြီးကစားရပြထိုင်းဖိုက်တာနည်းနည်းလေးရမ်းလာတယ်ကျွန်တီချက်လေးတွေတဖြည်းဖြည်းနဲ့အလီလွင့်ဖက်ကိုပို့ပြီးဥတီလာတယ်ဗောနော်အဲ့တော့ကျွန်တော်ကပွဲချူတုံးနှဲချက်မှတော့ငါဒီကျွန်တော်ဖြစ်စီခြင်းနဲ့ပွဲချင်းကပုံနဲ့အခု ထုံးမအောင်ကျွန်တော်ပွဲချင်းကတော့နေပုံစံနဲ့ကွဲတော့ကွဲပြားသွားနေပေါ့နော်အဲ့တော့အဓိကအားဖြင့်တော့ဒီနည်းနည်းလေးစိတ်လောတာတော့ဒါအဓိကဒီပွဲစဉ်မှာသူ့ကိုကျွန်တော်အာမတန်စီခဲ့တဲ့အချက်လိုပဲပြောမယ်ဗျဒီလက်ရှိနှချီစလုံးကိုကျွန်တော်ကြည့်လိုက်ပြီဆိုရင်ဒီပွဲဖြတ်နိုင်စုံနဲ့အနည်းငယ်လောတဲ့အချက်တွေကဒါသူ့ကိုပေါ့နော်ဒီလက်တီထိချက်မှာကျွန်တော်ကောင်းကောင်းထိထိမိမိမရခဲ့မနေအလီမှုတွေဖြစ်သွားခဲ့ရတယ် ျွန်တော်မြင်ရဆိုလက်ချီစလုံးမှာဒီ teacher အားလုံးကိုကျွန်တော်ဒီ fighter တအူးတယောက်ချင်းစီနိုင်ရဲ့ teacher ခြုံပြီးကြည့်လိုက်မယ်ဆိုတော့ဒါ personally အရဆိုဒီတရားမှာကျွန်တော်ပို့ပြီး teacher တာတာ Taiwan fighter နဲ့ပို့တာမယ်ဘောနော် ်ဒီပွဲစဉ်အခြေအနေကန်ချက်တိတ်မကန်လာတာကျွန်တော်တော်တော်လေးနှမျောတယ်ဗျ။အိုးစတိုက်ဖိထားတယ်လက်ဖို့ရိုက်ဖို့အဲ့တော့သူတပါတော့ဒီတော့ပြင်ဆင်လာတာတွေ့ရတယ်ဗောနော်သူ့ဝင်မဲ့လေသူ့ရဲ့ဒီ one two ဝင်တဲ့အကွက်ကပြန်ဖက်တွေလွတ်ရနေတဲ့ပုံစံမျိုးရှိတယ်ကျွန်တော်ပိတ်သက်တွေနင်းနေကြီးလိုက်မိဆိုရင်အတိတရတယ်ဗောနော်မမန် အစောပိုင်းတစ်ဖြက်ဒီကျွန်တော်ကောင်တာကစားတဲ့ပုံစံဒီနင်းပြီးတော့မှလက်ခုဝင်တာကျွန်တော်အဲ့လိုမျိုးပွဲစားကနေကစားတင်နေဗျဝင်လာမယ်ဆိုချေကံမယ်အနိုင်ကံမယ်အဲ့လိုလေးကစားမယ်ဆိုဒါအနိုင်ရောက်ဖို့ရခိုင်လို့များတယ်ဗျနော်ဝန်သူပြင်ဝင်ထားတယ်အဲ့ဒီဝင်ချက်တော့ကျွန်တော်ကြည့်ရှုနေတဲ့မြန်မာပြည်သက်တွေအားလုံးသိမယ်ဗျနော်အလွတ်တော်ရနေလောက်ပြီတော့ပြန်ဖက်ဖို့ကျွန်တော်ဒီထိချက်ရွေပြီးတော့မှဒီကျွန်တော်ထူးမယ်လို့လူရွေတဲ့ပုံစံမျိုးက ပြန်ဖက်တီကိုကျွန်တော်ဘလို့လာမလဲဆိုတဲ့အကွက်ကိုမမြင်မတိခိုင်းစီတော့တော့အကောင်းဆုံးပဲပေါ့နော်တို့အမေလည်းကျွန်တော်ဒါအတက်ကငယ်လေးဆိုပြန်ပြီးတော့မှဒီဖူဝော်ရီကျွန်တော်ဒီတပ်ပေါက်တွေပေါ့နော်တပ်ပေါက်ကကျွန်တော်တပောက်တွေလှုပ်လို့မရဘူးဝမ်းမှာကျွန်တော်မျိုးမျိုးကျွန်တော်တပောက်နဲ့ကစားနိုင်မှအဆင်ပြေမယ်ညကျွန်ချီဆွဲတော့လက်ခုဝင်ထားတယ်ကောင်းတယ်ညတိချက်ကောင်းကောင်းတော့မရခဲ့ဘူးဖြိထားတယ်အပတ်ခတ်ပြီးတော့ကျွေးထားတယ် လက်ခုဝင်ထားတယ်ပရက်ရှာပေးထားတယ်ထိထားတယ်ဖီမာရတော့ဗျာခင်းစပူမာချုပ်ဖန်ထားလိုက်တယ်ဗောနော်ထိုင်းဖန်တန်းကျွန်တော် တိတ်တော့ခွင့်မပေးဘူး။သူကလည်းမရတော့ဗျာ။အိုးဂျုံလက်ခုမိမိရရတချက်ဆိုတချက်မိမိရကစားတယ်။သူကအချက်ရအများကြီးမဝင်ဘူး။သူမေအောင်အချက်ရအများကြီးဝင်တယ်။ဒီချက်တိတ်မရခဲ့ဘူး။အဲ့တော့ပြည်သက်တွေနဲ့ဒိဋ္ဌာမိမလားမြတ်ဒီပွဲစဉ်မှာပွဲချင်းကပုံမှာပေါ့နော်လိုအပ်ချက်လေးရှိခဲ့တယ်စွမ်းဆောင်ရည်နေထားရတော့ကျွန်တော်ဘာမှတော့မပြောလို့ပေါ့နော်ဒါပြည်သက်တွေရဲ့အမြင်အမြင်ဖြစ်နေတယ် ဒါအနိုင်ကန်ချက်ကိုမတုံးဘူးထောက်ကန်ချက်ကောင်းကောင်းတုံးဒီချက်လေးမကစားအောင်မြတော့ဒီလမ်းလျှောက်ရှေ့တူ1 2တွေဝင်တယ်ပေါ့နော်ဒီအချက်တွေကပြောမယ်ဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့မှ upgrade လုပ်တင်တယ်ပေါ့နော်ဒီပုံစံမဲ့ကစားမယ်ဆိုရင်ပြန်ဖက်အလွတ်ရနေပြီဗျဘလို့ဝင်နိုင်ကျွန်တော်တရောင်ကျွေးမယ်ချုပ်ဖမ်းပြစ်မယ် လက်ဖူတွေဝင်ထားတယ်ဝင်တော့ပြီးတော့ရင်ပြက်ဘယ်တော့ပွဲပြီးရင်ပြောအောင်မေဆိုတော့ဒီပွဲစဉ်မှာသူလဲတက်ဆွမ်းတလောက်အကောင်းဆုံးတာကျူးစားခဲ့တယ်ပေါ့နော်လိုအပ်ချက်လေးတော့တွေ့ရသေးတယ်ဗျအဓိကကတော့ကျွန်တော်ဒီ ီမိုရှင်နယ်ပေါ့နော်ပွဲတစ်ပွဲမှာကျွန်တော်စိတ်ကိုထိန်းနိုင်ဖို့ကအရင်ကရေးပါတယ်ဒီစွမ်းဆောင်ရည်ဒီကောင်းဖို့လိုအပ်တာထက်ပေါ့နော်ကျွန်တော်ပွဲတစ်ပွဲကိုဒီပညာတော်ဘာဘာနဲ့ချင်းကပ်နိုင်ဖို့ကပူပြီးအတီးကကြားတယ်ပေါ့နော်အဲ့တော့အခုဖြစ်သူထွန်းထွန်းမင်းကိုတိုင်ကလည်းဒါအကောင်းဆုံးတော့ကြိုးစားခဲ့တယ်ဒါလိုအပ်ချက်တွေတော့အများဆုံးရှိတယ်ပေါ့နော်ဒီထက်မကကျွန်တော်ကြိုးစားရအောင်မယ်ဆိုပြီးတော့ပြောဆိုထားတာလည်းတွေ့တယ်ပေါ့နော်အဲ့တော့တကယ်ကိုဒါဝိုင်းနေဖိုက်တာတူဘူးဘလူးပဲပြောပြောပေါ့နော်ကျွန်တော်တို့ဒါပရိသတ်တွေအတွက် ဒီသူလည်းအစွမ်းကုန်အကောင်းဆုံးကျွန်တော်ကျူးစားထိုးတက်သွားခဲ့သွားခဲ့ပြီးတယ်ပေါ့နော်ဟဲ့တော်မင်းများတော့ပြောကြတယ်ဗျာဒီပွဲစဉ်မှာဒီ time factor အနိုင်မရသိဘူးเนาะတကယ်လို့အမှန်ကန်ပေါ့เนาะဒီမျက်နှာမလိုက်ဘဲနဲ့ဒီအမှတ်ပေးစီမြင့်ရောက်ပြီးမယ်ဆိုရင်ဒီပွဲစဉ်မှာ time factor ကတာနေတဲ့အနေထားမျိုးရှိခဲ့တယ်ပေါ့เนาะအဲ့တော့ဒီပွဲစဉ်ကတော့ပြောမယ်ဆိုရင်ဒီမျက်နှာလိုက်လို့ time factor နိုင်တာမျိုးဟိုဒီအမှန်ကန် ိုးကြည့်လိုက်မယ်ပေါ့နော်တဖက်ဖက်ကဒီစွမ်းဆောင်ရည်အနေထားကြည့်လိုက်မယ်ဆိုရင်ဒါ time fight တာပွဲချင်းကတဲ့အပိုင်းမှာပုံပြီးတော့မှတာခဲ့တယ်လို့ကျွန်တော်ဆိုရမယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီကနေ့ပွဲစဉ်လေးကတော့ဒါတော့ပါပဲကျွန်တော်နောက်ပါမယ့်နေ့ရက်ဒီမှာဒါဒီ change fighter halloween ဝင်ရဲ့ပွဲစဉ်လေးကိုလည်းကျွန်တော်နေနေဒီပရိသတ်တွေနဲ့ဒီပေါ်တော့တောက်ပွဲကိုကြည့်ရှုရင်းနဲ့တုံးတက်တင်ဆက်ပြီးတွန်းပြဖို့ရှိပါလိမ့်ဒီလိုကြောင့်ဒါဆောင်ကိုကြည့်ရှုအောင်ပြဖို့ဒီကနေ့အလုံးကိုဖိတ်ခွင့်ချင်ပါလိမ့်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ဖြစ်ပါလိမ့်အလုံးမဲ့တိုင်းရောက်ပြရှင်နဲ့ဘဝလေးကိုဘိုင်းဆိုင်နေကြပါစီ